တမိုးရှိရဲ့စစ်စင်လေးမို့ရဟတ်ရင်စင်လုံးပြငါးပင်တရုတ်ပြည်ထင်မင်္ဂလာအကျိုးတပုံတွေတော်ရိုက်ကူခဲ့တဲ့ဟင်ဝီယန်ရဲ့ဆိုပြတဲ့စိန်ပိုက်တရီရဲ့အချက်တော်မင်သားဟင်ဝီယန်ရဲ့မင်းသမီးချော်လေးဆိုပြတဲ့စိန်တို့ကတော့ဒုတိယ surprise ပြဝတ်တဲ့တပုံရိုက်ကူမှုကြောင့်လူပြောများနေပါတယ် ဘာဖြစ်လို့လဲဆိုတော့ဒီပရိဝေတဲ့တပ်ပေါ်ရိုက်ကုန်မှုအတွက်ဟေဝီယတူရဲ့ကုန်ကြစည်းကတိမ်ပေါင်းထောင်ကနန်တောင်ကနန်ထိရှိခဲ့ပြီးတော့တရုတ်နိုင်ငံကဤကဲတောင်တိတ်ထိကိုပိုင်ရဟတ်ရင်ဆင်လုံးပြငါရင်ပြီးတွေ့ရရိုက်ကုန်ခဲ့တာပဲဖြစ်ပါတယ်ဒီလိုမျိုးခံနာမှုရှိတဲ့ရိုက်ကုန်မှုကြီးကိုလုံဆောင်ခဲ့ရတဲ့အထူးအကြောင်းရင်းကတော့မင်သားဟေဝီယကသူ့ရဲ့ချစ်စနေလောင်လေးတူတူပါလုံးစာလက်တွေ့ရမယ်သူတို့သမီးလေးဆိုပြတဲ့စဉ်ကအရင်ကအတမိုးကြီးရဲ့စနေချောလေးဖြစ်နေလို့ပါပဲ ဒါကြောင့်လေစုပြည့်ကိုတမောချကြောင့်ကိုပြသတဲ့အနေနဲ့ဝေကွန်ကြေကြခင်ပြီးတော့တရုတ်ပြည်ထေးသွားရောက်ခဲ့တာဖြစ်တယ်လို့မြင်ရပါတယ်။တကယ်လို့ဒီလိုမျိုးတရုတ်နိုင်ငံကရေခဲတောင်ထိပ်ထိပ်သွားပြီးတော့ပြည်ဝတွင်ရေကူးနိုင်တဲ့အတွက်မြန်မာနိုင်ငံမှာတိတ်ကိုရှာပါပါတယ်။ပြောရမယ်ဆိုရင်ဒီလိုနေရာမျိုးကြီးအတွက်ရောက်ပြီးတော့မေလာဦးတပ်ပုံရိုက်ကူးနိုင်တာကထိတ်တန့် ခရိုနီတတိကြီးတွေလောက်ပဲရှိခဲ့တာပါမြန်မာနိုင်ငံရဲ့အနုပညာတိုင်ဝမ်မှာဆိုရင်ထိတ်တန့်ခရိုနီတတိကြီးနဲ့လက်ချက်ခဲ့ကြတဲ့မင်းမင်းချော်လင်ဝမုံရှင်နဲ့မွေယိုစန်တို့ကတော့တရုတ်ပြည်ရဲ့ရေခဲတောင်ချိန်မှာပရိဝတ်တန်ရိုက်ကူးနိုင်ခဲ့ကြတာဖြစ်ပါတယ်အခုတော့ပရိတရီရဲ့ချက်တော်ဟေဝီယန်နဲ့ဆိုပြတဲ့စန်တို့ကလည်း ီလိုမျိုးခန္ဓာရဲ့ရိုက်ကူးမှုကိုပြုလုပ်ခဲ့ကြရပဲဖြစ်ပါတယ်။ဒါလည်းအလုံးသိကြတဲ့အချိန်မှာပဲနမဲချင်းရွှေထလို့ရေကုမ္ပဏီကြီးတွေစောက်လို့ရေကုမ္ပဏီကြီးတွေကိုပိုင်ဆိုင်ထားတဲ့မြန်မာနိုင်ငံရဲ့ထိတ်တန့်တထည်ကြီးမိသားစုပဲဖြစ်ပါတယ်။ဒီလိုမျိုးခိုင်မာတဲ့စီးပွားရေးနောက်ကအရှင်နေလို့တောင်တိမ်ပေါင်းတောင်းချင်းငွေကုန်ကြေးကျခင်ပြီးတော့ဒီလိုမျိုးခန္ဓာရဲ့ဓာတ်ပုံရိုက်ကူးနိုင်ဖို့အကောင့်ကျေဖို့နိုင်တာဖြစ်ပါတယ်။ အခုဆိုရင်တော့အဟိဝင်ရတဲ့ဆိုပြတစင်တို့ကသူတို့ရဲ့တရုတ်ပြည်ကပြည်ဝတဲ့သဘုံတွေကိုတင်ဝင်ချပြလာခဲ့ပါပြီ။ပထမဆုံးထွက်လာတဲ့ပုံတွေမှာတော့တရားလပ်ပါတဲ့နောက်ကန်ရှုခင်းနေတဲ့တွင်မင်းတမင်းဆိုပြတစင်ကိုဖြိုစင်လာပါတဲ့သူတို့တမင်ဝဆောင်လေးနဲ့မြင်တွေ့ခဲ့ရပြီးတော့မင်းသားဟိဝင်ကိုတော့အညူရအနောက်တိုင်းသူတို့တော်ဝဆောင်တဲ့ခန့်ညာစွာတွေ့မြင်ခဲ့ရပါတယ်။နောက်ထပ်ပုံဒီမောင်ဆိုရင်ကိုရီးယားဂျမကာရီကမင်းသားမင်းသမီးတွေအတိုင်းပဲရန်ကိုလိုက်ပြီးတော့ရိုမက်တစ်ဆန်နေရာကိုတွေ့ရပါတယ်။ မင်းတမီလီဆိုဗီယက်ဒဇယ်ဝဆင်ထားတဲ့ဝဆုံကိုတော့မြို့မပြည်ရဲ့နမည်ကြီးတဆိုင်နာမော်ကိုပေါပေါကအချိုဖန်တီးထားတာဖြစ်ပါတယ်။ဗိုက်တရီပြောဆိုနေကြတာတခုကဟေဝီယက်ကဆိုဗီယက်ဒဇယ်လိုမင်းကလေးမျိုးကိုရရှိခဲ့တာတကယ့်ကိုခံကောင်းလွန်တယ်ဆိုတာပါပဲ။ဘာကြောင့်လဲဆိုတော့မင်းတမီဆိုဗီယက်ဒဇယ်ကအနုပညာလောကမှာဖြတ်တန်းလာတဲ့တခြားလုံးနမည်ပြက်လုံးဝမရှိပဲအင်ဒရီအသိခါအပြည့်နဲ့နေထိုင်နေတူဖြစ်ပါတယ်။ ပိုပြီးတော့လေးစားစရာကောင်းတာကအသက်30ကျော်တဲ့အထိမိဘအုပ်ထိန်မှုအောင်ပါပဲစီးနဲ့ကဲနဲ့နေထိုင်ခဲ့သူဖြစ်ပြီးတော့ချစ်သူရေးစားဆိုတာမထားဘူးပဲမင်တာဟင်းဝီယန်ကတော့သူရဲ့အချစ်ဦးဖြစ်တယ်လို့သိရပါတယ်ဒါကြောင့်အခုလိုခေတ်ကြီးထဲမှာဆိုပြတဲ့စင်လိုမျိုးမင်းလေးမျိုးကိုပိုင်ဆိုင်ခွင့်ရတာကဟင်းဝီယန်ကတကယ်ကိုခံကောင်းတယ်လို့လူတွေကဆိုကြပါတယ်ဒီလိုမျိုးတမိုးရှိရမင်းလေးမျိုးဖြစ်တာကြောင့်ဟင်းဝီယန်တို့မိသားစုဖက်ကဆိုပြတဲ့စင်ကိုတန်တောင်းတဲ့အခါမှာမြပြလာတဲ့ငွေသားပမာဏ ဆင်ရွှေရတနာရီများခြင်းနဲ့ကင်ကနနာတင်ထောင်းခဲ့တာပဲဖြစ်ပါတယ်။အကောစိန်တော့ချစ်စနီလောင်းလေးနဲ့တရုတ်ပြည်ကရေခဲတောင်ထိပ်ထိရဟန်းရင်တွေနဲ့သွားပြီးတော့ပရိဝေတန်ဓပုံတွေကိုရိုက်ကုန်နေရပဲဖြစ်ပါတယ်။ပိတ်တက်ဂျီရိုကယုံမင်တာဟင်းဝင်းနဲ့မင်တမင်းဆိုပြတဲ့စင်တို့ရဲ့ပရိဝေတန်ဓပုံတွေအပေါ်မှာဘယ်လိုမြင်ကြပါသလဲ။သူတို့အတွဲတွေကိုဘယ်လောက်ထိအားကြကြလဲဆိုတာကိုမှတ်ချက်ပြခဲ့ကြပါဦးနော်။ကျေးဇူးအပ်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။